မင်္ဂလာပါရှင်အရသာရှိတဲ့ကြောင်ငါးလေးကိုထိုင်းစတိုင်လေးချက်ပြသွားပါမယ်ထိုင်းစတိုင်ချက်ရတဲ့ကျွန်မကဒက်စကောကနေဝယ်လာတဲ့ကြောင်ငါးပါဒီကြောင်ငါးလေးကို ကျွန်မကအခုလိုမျိုးလေးလှည့်ဖြတ်လိုက်ပါတယ်ထိုင်းနိုင်ငံမှာကတော့ဒီငါးကို black gown လို့ခေါ်ပါတယ်ရှင်ကျွန်မကတော့လေကကြီးနဲ့လည်းညှက်တဲ့ဓာတ်နဲ့ပေါ့အားကြီးမခုန့်ရှင်ဘူးမဆိုဗီဂန်နဲ့နဲ့စုသွားမှဆိုတဲ့အတွက်ကြောင့်ကျွန်မထိန်ပြီးတော့ငါးကိုခုတ်တယ်ပေါ့အိမ်မှာဆိုတော့ခုတ်ပြီးသွားပြီ အဓိကကတော့ဇက်ကလေးလိုအပ်တယ်ကျမကဂျင်းမတုံးဘူးဒီနေ့ဇက်ကလေးကိုတုံးပြီးတော့ဒီမှာချက်တော့မှာဖြစ်ပါတယ်ရှင်ဇက်ကလေးလေးတွေကိုပပလိတယ်ပြီးတော့နောက်တစ်ခါကျတော့ငရုတ်တိအမဲကိုအသုံးပြုမယ်မိမိစားနိုင်သလောက်ထည့်ပါဒါကချက်တုံမျိုးပါချက်တုံမျိုးရဲ့ချက်တုံညီကိုလည်းကျမတို့ကြိတ်တဲ့ဒီဆက်သေးကိုထည့်ပါမယ်ရှင်ဒါကကျက်သွင်းမြူကတော့လင်းငါမွားရဲ့ကျက်သွင်းညီကြီးကို၄စိတ်လောက်ခွဲထားတာအဲ့ဒါထည့်လိုက်ပါလေပြီးတော့ရင်တော့ကျမကသူ့တဲကို စနွှင်းလေးအနေငယ်ထင်ပါတယ်ပြီးတော့ရင်ကျမတူတင်ကိုအယောင်တင်မုံလေးပါထည့်ပါတယ်ရှင်ဒါဆိုရင်တော့ကျမရဲ့ငြိမ်နေရပြီသွားချိန်ပါမယ်ရှင်ထောင်းလို့လည်းရပါတယ်ကိုအစီအမြေသလိုလုပ်နိုင်ပါတယ်ဒါကတော့ချိန်ပြည့်ရရှိလာတဲ့ငြိမ်နေလေးဖြစ်ပါတယ်ဘိုးရဲကိုစီထည့်မယ်အများကြီးမလိုဘူး နည်းနည်းလေးကျမဖြန်လိုက်တယ်ပြီးတော့ရင်ကြိတ်ထားတဲ့ဟာတွေကိုထည့်တယ်ထိုင်းစားစာအများစုကစီရွှေရွှေမှတက်လို့မရှိဘူးပိုကေမန်တိုက်လို့ရှိတယ်ရှင်ဒါကြောင့်လို့ကျမလည်းဒီမှာအုပ်မှုလေးပဲတိုက်တယ်ရှင်လှော်တဲ့ပုံစံမျိုးပေါ့နော်နာမည်နည်းနည်းတော့မှွန်တက်တယ်သတိထားပါရှင်ယုံသီးလေးတွေကမှွေးလာတဲ့အနေထားဆိုရင်ကျွန်မတို့တွေကိုခယူစီထည့်ပါတယ် QC ကချိုတဲ့ဘက်ကိုတယ်ဆောင်သွားပေးတာမို့လို့ကျွန်မ QC ကိုနှဆွန်းစာလောက်ထည့်လိုက်တယ်။နောက်တစ်ခုကကြတော့ကျွန်မသူ့တဲကိုငားငမြိုင်ထည့်မယ်ရှင်။ငားငမြိုင်ကိုဒဇွန်လောက်ကျွန်မထည့်လိုက်ပါတယ်ရှင်။ပြီးရင်ရတာမဟုတ်ကထမင်းစားဆုံးရဲ့ဇွန်တဝက်ခန့်ကျွန်မထည့်လိုက်တယ်။ထည့်ပြီးတော့ရဆိုရင်တော့ကျွန်မသူ့တဲကိုရေးထည့်မယ်။ဒါကတော့ရေးထည့်ခြင်းဖြစ်ပါတယ်ရှင်။ ပြီးတော့ရင်ဒီမှာအနှစ်ကလေးရသည်ဒီကျွန်မပေါက်ပွက်လေးဆူလာတဲ့အနေထိုင်ရောက်သည်ဒီရောင်းမလေးနဲ့တွန်းထိုးပြီးတော့ဒီမှာချက်ပါတယ်ရှင်7မိနစ်လောက်ဆလိုက်တယ်နည်းနည်းလေးတော့မှုံနေရှင်ပေါက်ပွက်လေးဆူလာပြီးမှွေးလာပြီးပြစ်လာပြီးအဲ့လိုအနေထားဆိုရင်တော့ကျွန်မဒီမှာခုတ်ထစ်ထားတဲ့ငါးတွေထည့်လိုက်တယ်ပြီးရင်တော့ငါးတွေကျက်သည်အထိကျွန်မဒီမှာတဲပါမယ်ရှင်အိမ်မှာမစ္စတာထိုင်လန်ကတော့ဒီကြောင်ငါ့ကိုတအားကြိုက်တယ်ရှင် မလုပ်လဲဆိုသူ့ရဲ့အသားကနူးညံ့နေဒါပေမဲ့ဈေးတော့ကြီးရယ်ထိုင်းနိုင်ငံမှာကပင်လယ်ဇာတွေကဈေးကြီးတယ်ရှင်ပြောရမယ်ဆိုမြန်မာနိုင်ငံကပို့ပြီးတော့တည်ရန်ဇာတာပေါ်တာပေါ့နော်15မိနစ်လောက်တည်ပြီးသွားတယ်ဆိုရင်တော့အခုလိုမျိုးလေးဖြစ်လာပြီ။စိုက်တင်စရာဖြစ်လာတယ်ဆိုရင်တော့ကျမကဒီမှာရှောင်းလို့ရလေညှန့်ထဲတယ်ရှင်။အမတို့ကဒီမှာရှောင်းလို့ရမရှိဘူးဆိုရင်တော့နန်းနန်းမင်းတို့ပင်စိမ့်တို့အုပ်နိုင်ပါတယ်စားလို့ကောင်းပါတယ်ရှင်။ဒီလောက်ဆိုရင်တော့ပူပူဆက်ဆက်နဲ့စားလို့ကောင်းတယ် ကြောင်ငါဟင်းလေးကိုလိုက်လို့စားတတ်မယ်လို့ယူဆပါရရှင်။ဆုံးထိတိပြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ Thank you bye